မန္တလေးတိုင်းညောင်ဦးမြို့အမှတ်၄ရပ်ကွက်ရုံညောင်မင်းဆက်လီစိတ်အနီး ARI မြစ်အတွင်းရေစင်းချိုးတဲ့ဆယ်ကျော်သက်လူငယ်၄ဦးရင်းနှစ်သေဆုံးသွားတယ်လို့လူမှုကူညီရေးလုံဆောင်ပေးခဲ့သူတွေစီကသိရပါတယ်။ရင်းနှစ်သေဆုံးသူတွေဟာအမှတ်၃ရပ်ကွက်နေအသက်၃၃နှစ်နဲ့အသက်၁၈နှစ်အကြာရှိမောင်အောင်ကျော်စရာမောင်မိုးမြင့်ကျော်မောင်ဖုံးဟန်စောအမှတ်၄ရပ်ကွက်နေအသက်၅၅နှစ်အရွယ်မောင်ဖြိုးညီညီတို့ဖြစ်ပြီးသူတို့၄ဦးဟာ ဧပြီလ13ရက်မနေ့မနက်7:00နာရီခန့်မှာရေစင်းချိုးရာကနေရင်းနှစ်ပြောင်းဆုံးခဲ့တာလို့ရင်းနှစ်တဲ့အခြေအနေကိုမြင်တွေ့သူရဲ့ပြောဆိုချက်ကိုကိုကပြီးကုညီကစဲရေးလုပ်ပေးခဲ့သူတို့ကပြောပါတယ်။ဟိုလိုပဲကျွန်တော်တို့ဒီမှာတော့ကိုရဲကိုဘာအဲရင်းရတော့ရှင်းခုချလာပဲပေါ့ ရေထိုးကြမိတာပေါ့ကလေးတွေကရေထိုးကြတာလည်းတယောက်နဲ့တာကိုနောက်က live stream နဲ့လေးရောင်ဖြစ်သွားတာရင်းနေနေတာကိုအနီးပတ်ဝန်းကျင်ရှိသူတွေကတွေ့ရှိပြီး data လူမှုကေဆယ်ရေးအဖွဲ့တွေကိုအကူအညီတောင်းခံခဲ့ရာနှစ်နာရီခန့်ရှာဖွေပြီးနောက်ရုပ်အလောင်းတွေကိုရင်းနေတဲ့နေရာနဲ့ပင်60ခန့်အတွင်းမှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်ရင်းနေတည်ဆုံးသွားတဲ့လူငယ်လေးဦးရဲ့ရုပ်အလောင်းတွေကိုတော့ data လူမှုကူညီရေးအသင်းတွေကညောင်ဦးပြည်သူစေယုံကိုပို့ဆောင်ပေးခဲ့ပြီးနောက်ညနေပိုင်းမှာနေအိမ်ကိုပြန်တယ်လာပြီး ဧပြီလ24ရက်ဒီကနေ့မှာညအောင်တုတ်တန်မှာကြိုသွားမယ်လို့သိရပါဗျ။